ဟယ်လိုအားလုံးပဲမင်္ဂလာပါ Glory United YouTube Channel နဲ့ Facebook မှာကြိုဆိုပါရစေ။ကျွန်တော် Manchester United တင်ရတော့မနေ့ကညမှာဆိုရင်ဒီ Europa League Quarter Final ပွဲစဉ်ပထမကြော်ပွဲစဉ်ဖြစ်ပြီး Lyon နဲ့ရှင်းနိုင်ကစားတော့မှာဖြစ်တယ်။ဆိုတော့ဒီပထမကြော်ပွဲစဉ်မှာဆိုရင်ကျွန်တော် Manchester United တင်ရ Lyon တင်ရအင်္ဂလန်မှာတော့ရှင်းနိုင်ကစားမှာလည်းဖြစ်တယ်။ဆိုတော့ထုံးတဲ့အတိုင်းပဲဒီပွဲပေါ်မှာကျွန်တော်ရဲ့အမြင်လေးအနေချင်းကိုကျွန်တော် UEFA နဲ့တူပွဲချုပ်သုံးသပ်ချက်အနေနဲ့ပြုလို့သွားခြင်းနဲ့ ဒီပွဲအတွက်ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီပွဲကကျွန်တော်မန်ချက်စတာယူနိုက်တက်တင်တော့တကယ်ကိုအရန်ကိုအရေးကြီးပါတယ်ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်နောက်ရောက်ဒီဥရောပဝင်ခွင့်ရဖို့ဆိုရင်ပရီးမီးယားလိကနေရာမှာဖြစ်နိုင်တဲ့လောက်ဖြစ်သွားပြီဗျာဆိုတော့ဒီလာမယ့်နှစ်ရာသီဥရောပဝင်ခွင့်အတွက်ဆိုရင်တော့ဒီတခုတည်းသောမျှော်လင့်ချက်ကယူဘာလီဖလားအနေနဲ့ဖြစ်နိုင်တော့တယ်ပြီးတော့ဗာပဲနေနေပြလက်ရှိချိန်ဆိုရင်လည်း quarter final နဲ့အဆင့်ထိတောင်ရောက်လာပြီဆိုတော့ဒီဘွဲ့နေကအရန်ကိုအရေးကြီးတယ်လို့အရန်လည်း queue side ကစားဖို့ရလို့တယ် ဆိုတော့ဒီညာဒီကျွန်တော်တို့ Manchester United တင်းရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်ပြကျွန်တော်တို့တင်းဟာဒီ Premier League မှာတောက်လျှောက်ရုန်းကန်နေရပြီမဲ့ ယူပါလိမှာတော့တခြားကိုအဆင်ပြေနေရလို့ကျွန်တော်ပြောလို့ရတယ်။ဟိုယူပါလိမှာဆိုရင်လည်းကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရလက်ရှိချိန်ထိလည်းရှင်းဝဲမရှိသေးဘူး။ဒါပေမဲ့ကျွန်တော်ရှေ့မှာလည်းတခြားပြောဖို့ပဲဗျ။ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ဒီယူပါလိမှာအဆင်ပြေနေတာကျွန်တော်နဲ့တွေ့ခဲ့တဲ့အတင်တိုင်းကအရန် physical aggressive မဖြစ်တာကြောင့်လည်းပါတယ်။ဒီအားကြီးကျွန်တော်မန်ချက်စတာယူနိုက်တက်တင်အရန်ကိုအဆင်ပြေခဲ့တဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တစ်ဖက်သင်းနေရ physical aggressive အရန်အားနဲ့အတင်တွေဖြစ်နေတာကိုတွေ့ရတယ်။ပြီးခဲ့တဲ့ကျွန်တော်16တင်ရှင်ဖက်အဆင်ပွဲတွေမှာတွေ့ခဲ့တဲ့ဆိုစီတန်းတဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်အဲ့ရအရန်ကိုမြင်တာရဗျ။ဒါကြောင့်လည်းကျွန်တော်တို့ကဒီ ီယူပါလိမှာအဆင်ပြေပြီမဲ့ပရီးမီးယားလိမှာကျတော့တောက်လျှောက်ရုံးကန်နေရတဲ့ပုံစံဖြစ်နေရယ်ဆိုတော့အဲ့ဒါကိုဒူနီပြရူဝေအာမိုရင်လည်းကောင်းကောင်းသိရဗျာပြီးခဲ့တဲ့ဒီစောက်တင်ရှော့ထက်ပွဲစဉ်ဖြစ်တဲ့ဆိုစီဒန်နဲ့ပွဲပြီးမှဆိုရင်ရူဝေအာမိုရင်ပြောခဲ့ရရှိတယ်အဲ့ဒါတော့ဒီနောက်တစ်ဆင့်မှာတွေ့မယ်ကျွန်တော်လိုင်ယွန်နဲ့ပွဲစဉ်ကဒီပွဲစဉ်နဲ့တော့အတူညီမှာမဟုတ်ဘူးဘာလို့လဲဆိုရင်လိုင်ယွန်စင်းကအရန်ကို physical အားပြုပြီးတော့ကစားတဲ့အစဉ်လည်းဖြစ်တယ်လို့ physical အရင်လဲ aggressive ဖြစ်တယ်ဆိုပြီးတော့ပြောသွားတယ်။ဆိုတော့လေကျွန်တော်တို့ကတစ်ဖက်သင်းရဲ့အာသာချက်ကိုသိထားရဲဆိုတဲ့အတွက်ဒီမြအမော်ရင်အနေနဲ့လည်းဒီပွဲစဉ်အတွက်အကောင်းဆုံးဖြစ်တစ်ခုကိုစဉ်းစားလာလိမ့်မယ်လို့ကျွန်တော်ကတော့မျှော်လင့်နေ။နောက်တစ်ခုကဒီပွဲမှာဆိုရင်ကျွန်တော် Manchester United သင်းရဲ့ဒီ final သက်ဆုံးမှာအားနေတဲ့ပြဿနာဒီပွဲမှာလည်းဒုက္ခပေးလာအောင်မယ်လို့ပဲကျွန်တော်ကတော့မြင်တယ်။ကျွန်တော်တို့ဒီပြဿနာကဟိုအရင်ကလည်းဖြစ်နေရအခုချိန်ချီအခုချိန်ထိလည်းမဖြစ်ရှင်းနိုင်သေးဘူး။ပြီးတော့ဒီ international break ကပြန်လာတဲ့အချိန်မှာပိုလို့တောင်စိုးစောရလို့ကျွန်တော်ကတော့မြင်တယ်ကျွန်တော်အမြင်ကပြောရမယ်ဆိုရင်ဗျာဒီကာနာချူ လာမယ့်ပွဲမှာဒီ net attacking midfielder နေရာထက် right attacking midfielder နေရာမှာပဲထားပြီးတော့သုံးစီခြင်းနဲ့ကနာချူကပြဒီ level မှာ inside လက်ကောင်းကောင်းမဆုတ်နိုင်နေမဲ့အတူတူတော့ဒီ right back မှာ wing back ကိုထားပြီးတော့ wing back ကိုထားတာအတူတူပို့ပြီးတော့အဆင်ပြေလို့ထင်တယ်ပို့ပြီးတော့ performance ထွက်တယ်လို့ပို့ပြီးတော့လည်း chance creation တွေလုပ်ပေးနိုင်တယ်လို့ကျွန်တော်မြင်တယ်ပြီးတော့ဒီ right wing back ကတော့မှဖြစ်တဲ့ဒါလောကလည်း impact ကိုဆော့ရတာပို့ပြီးတော့အားတန်တယ်ဆိုတော့သူ့အတွက်လည်းအနည်းငယ်ကအနည်းငယ်များထောက်ကူဖြစ်မယ်လို့မြင်တယ်ဆိုတော့ပြဒီလာမယ့်ပွဲမှာကနာချူကိုလက်ဝင်းမှာထားတဲ့ဆိုင်တော့ကျွန်တော်ကတော့ right wing မှာထားပြီးတော့သုံးစီခြင်းနဲ့ နောက်ထပ်ဒီမှာအားရစရာကောင်းတာတစ်ခုကကျွန်တော်တို့တင်းရဒီတန်ရရကသမားတွေဖြစ်တဲ့ကိုဘီမေနူးတို့ ပြီးတော့ဒီမေဆွန်မောင်းတို့လူရှော့တို့ကပြန်ပါလာနိုင်မှုရအများတယ်ဟိုကိုဘီမီနူကတော့အရင်ကြီးတော့မသိကြဘူးဒါပေမဲ့မေဆွန်မောင်းကတော့ပြီးခဲ့တဲ့မက်စီတီးနဲ့ပွဲမှာလူစားဝင်နေတဲ့ကစားသလိုဒီလူရှော့ရဲ့အချိန်ညာလဲ ready ဖြစ်နေတယ်လို့ကျွန်တော်တော့မြင်တယ်ဟိုကျွန်တော်ပြောချင်တာကဒီကစားသမားတွေစီကကျွန်တော်အများကြီးမျှော်လင့်နေရတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်အသိရလက်ရှိချိန်မှာဆိုရင်စကွက်တဲ့အရာအားနည်းဆုံးအခြေလို့တော့ပြောလို့ရတယ်ဆိုတော့အဲ့လိုချိန်မှာဒီဒဏ်ရာကစားသမားတွေပြန်ပါလာနိုင်တာကျွန်တော်ဒီနီးစနစ်ပိုင်းလိုအပ်ချက်အရာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီတစ်ခုခုအပြောင်းလဲအတွက်လိုအပ်တာရင်းပဲဖြစ်ဖြစ်ဆိုတော့ကျွန်တော်အကောင်းကောင်းကြီးအပြောင်းလဲလုပ်လို့ရတယ် ပြီးတော့ဒီရူဘင်အမိုရင်းကိုယ်တိုင်ကလည်းဒီဘွဲတင်ကအရန်ကိုအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုမက်ဆီနဲ့ဘွဲတင်ပြီးတယ်ပြောသွားတယ်။သူကိုယ်တိုင်လည်းဒီအကောင်းဆုံးကြိုးစားပြီးတော့အသင်းနဲ့ဒီနောက်ဆုံးသင်ကိုတက်ရောက်ဖို့အတွက်အဆန်းကုန်ကြိုးစားသွားမယ်ဆိုတာမျိုးလည်းပြောထားတဲ့အတွက်ဟိုဘာတွေဖြစ်လာမလဲဆိုတာကတော့ကျွန်တော်မက်ဖြတ်ညမှာဒီမျိုးဝါစီချင်းမြင်တွေ့ရတော့မှလည်းဖြစ်တယ်။ ဆိုကျွန်တော်ဒီ defense line ရုံတင်းရဲ့အခြေအနေကိုတွေးကြည့်မယ်ဆိုရင်တို့တင်းရဲ့ဒီရာစီခြေစမ်းအရန်ကြီးအစိုးရလက်မဟုတ်တယ်လို့အရန်ကြီးကောင်းတယ်လို့လည်းကျွန်တော်ကတော့မမြင်ဘူးတို့တင်းရဲ့ဒီရာစီပြင်သစ်လိ36ပဲကစားပြီးသွားတဲ့အချိန်မှာဆိုရင်ညာတို့တင်းက9ပွဲ6ပွဲရပြီးတော့ရှုံးတရေပွဲ9ပွဲနဲ့ရှုံးပွဲ15ပွဲထိဂျုံတွေ့ထားတဲ့အတင်းလည်းဖြစ်တယ်ဒီရာမတ်53ပဲနဲ့အဆင့်6နေရာမှာရပ်တည်နေတယ်ပြီးတော့ဒီရာစီတို့တင်းရဲ့အားလေဆုံးနေရာကိုကြည့်မယ်ဆိုရင်နောက်တန်းလိုတော့ပြောလို့ရတယ်တို့တို့တင်းရဲ့ဒီရာစီမှာဆိုရင်ဘေးကို55ခုနဲ့ဒီပြင်းသစ်လိမှာဒုတိယဘေးကိုအများဆုံးအတင်းလည်းဖြစ်တယ် ဒါမဲ့တစ်ဖက်မှာဆိုရင်လည်းကျွန်တော်မန်ချက်စတာယူနိုက်တက်တင်းရဲ့ဒီကွေးနဲ့ကစားသမားဟောင်းမှာတင်းရဲ့သဘာနဲ့ထင်းချောင်းနေမှုတွေပြီးတော့ဒီလာကာဆက်ဥဆောင်တဲ့သူတို့တင်းရဲ့တိုက်စစ်စုဖွဲ့ကကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်းကိုကောင်းကောင်းဒုက္ခပေးနိုင်စမ်းရှိနေတယ်လို့ပဲရှိနေတယ်လို့ကျွန်တော်ကတော့ထင်တယ်။ပြီးတော့ဒီပထမကျောက်ပွဲတည်းကသူတို့ရဲ့အိမ်ဝင်းမှာကစားမှာဆိုတော့သူတို့လည်းအကောင်းဆုံးပြင်ဆင်လာမှာသိကြတယ်။ကျွန်တော်ဒီတစ်ဖက်က website ခံမှန်းချက်တွေကိုသွားပြီးတော့ကြည့်မယ်ဆိုရင်တော့ဒီမှာအများစုကဗျာဒီလိုင်ယွန်တင်းရဲ့ injury ပြဿနာကိုအဓိက highlight လုပ်ထားတာကိုတွေ့ရတယ်။ ဒီအန်နန်နူဝါမားကလည်းအစီရန်တန်ရာကြောင့်မို့အနာယူမှာဖြစ်သလိုဒီမလစ်ဖူဖာနာကလည်း ဒီဒူးတောင်းပြန်ရပြဿနာဖြစ်နေတော့ကျတော့ဒီဘွဲမှာပေါင်ဝင်ဖို့ရမသေးကြဘူးအဓိကတော့ဗျာဒီပြင်သစ်တိ36ဘွဲမှာဆိုရင်ကိုကိုသွင်းပြီးတော့78ကိုဖန်တီးပေးထားတယ်ပြီးတော့ယူဘာလိ10ဘွဲမှာဆိုရင်8ဘိုးတိကိုဖန်တီးပေးထားတဲ့ဒီအန်နက်ဘူဘာမှာမပါတာကိုသူတို့အဓိကပွိုင်းအောင်လုပ်ထားတယ်ဒါပေမဲ့တစ်ဖက်ကလိုင်ယွန်သင်းရဲ့အိမ်ကွင်းမှာကြောမှုအခြေအနေပြီးတော့ပထမကြောကသူတို့ရဲ့အိမ်ကွင်းမှာလက်ခံကစားမှာဖြစ်တဲ့အတွက်သူတို့သင်းရလည်းဒီအကောင်းဆုံးကြိုးစားလာမှာဖြစ်တယ်ဆိုတော့ဒီဘွဲတွေကိုတော့အများစုကဒီတည်ကြသွားမယ်ဆိုပြီးတော့ခံမှန်းထားတာကိုတွေ့ရတယ်ဆိုတော့ဒီဘူဘာအနေနဲ့ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်ဒီဘွဲက70% ရားကောင်းတဲ့ပွဲဖြစ်မှာအသိကြရဲဒီပွဲမှာကျွန်တော်တို့ United ကိုအဓိကဒုက္ခပေးလာနိုင်တာကျွန်တော်တို့သင်ရဒီအဝေးဝင်းဖြစ်တာရဲ့နောက်တစ်ခုက Lion သင်ရဲ့ physical aggressive ဖြစ်တဲ့ပုံစံရဲ့ပဲအဲ့နောက်ခုပဲကျွန်တော်တို့ကအဓိက ဟိုတတိထားပြီးတော့ကစားရမှာပေါ့ဒါပေမဲ့ဒီမှာတခုရှိတာကလက်ရှိချိန်မှာဆိုရင်ဒီပြိုင်ပွဲဆိုဒီပြိုင်ပွဲက quarter final အဆင့်ထိရောက်လာပြီဆိုတော့ဒီဒီလိုအဆင့်ကိုရောက်လာပြီဆိုရင်အတင်းတိုင်းကဒီအနည်းနဲ့များတော့ pressure ရှိတယ်ပြီးတော့ဒီကိုအတင်းရဲ့ identity တိုင်းဒီကောင်းကောင်းမကစားနိုင်တဲ့ခံမျိုးတွေလည်းရှိတယ်ဆိုတော့ဘလောက်ထိ line on အတင်းရုံကြီးကြီးနဲ့ဒီပွဲမှာတကယ် aggressive အားပြုပြီးတော့ကစားလာမလဲဆိုတာကိုလည်းကျွန်တော်တို့စောင့်ကြည့်သွားရမယ် ဒါပေမဲ့ခုနပြောဆိုပဲ Lion မှာလည်းအဓိက injury ပြဿနာပဲရှိနေတဲ့အတွက်ကျွန်တော်တို့ United ကပြဒီဘွဲမှာမနိုင်ဘူးဆိုရင်တောင်မှမရှုံးဘူးလို့ကျွန်တော်ထင်တယ်။ကျွန်တော်ကတော့ဒီဘွဲမှာလည်းကျွန်တော်တို့ Manchester United ရှင်ရှုံးဝဲမရှိစံချိန်ကိုဆက်ပြီးတော့ထိန်းသွင်းနိုင်မယ်လို့ကျွန်တော်ကတော့မြင်တယ်။ ဆိုတော့ဒါကကျွန်တော်ရဲ့အမြင်ကိုညီကိုရင်းနဲ့သူဆွေးနွေးသုံးသပ်ပေးထားတာဖြစ်တယ်ဗျာဆိုတော့ညီကိုရင်းအနေနဲ့ရောဒီ Lion နဲ့ပွဲတင်တဲ့အတွက်ကျွန်တော် United တင်ဘယ်လိုအခြေအနေရှိလဲပင်စားသမားတွေနဲ့ပွဲထပ်တင်လဲဘယ်သူတွေကိုဘယ်လိုသုံးတင်လဲဆိုတာတွေကိုကျွန်တော်နဲ့ဒီဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုင်းနေသက်တဲ့ဆိုရင်လည်း Like and Subscribe လေးနဲ့အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်